အလုံးဝမင်္ဂလာပါလို့ဘုရားသားလိုက်ပါတယ်ခင်ဗျာကျွန်တော်အစနံပြပြဗမာ channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းလေးကအာဆနယ်နဲ့အိုလံပီယာကောရီးယား champion league တို့ရပွဲစဉ်အကြောင်းလေးကိုကျွန်တော်ပြောချင်လို့ဖြစ်ပါတယ်ခင်ဗျာပွဲပြည့်ရက်ခါမှာဖြစ်နိုင်မဲ့ရလနဲ့ပွဲကိုကံမဲ့ပွဲရလူစဲချင်တဲ့လေးကိုကျွန်တော်ကအာဆနယ်အတွက်တည်တံ့ပြောချင်တဲ့ပြောချင်ဖြစ်ပါတယ်ခင်ဗျာ ျွန်တော်ဒီ Arsenal fan ဖြစ်တဲ့အတွက် Arsenal page ကို Arsenal channel ထောင်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Arsenal အကြောင်းသားလည်းကျွန်တော်အဓိကထားပြီးဒီဒီ channel မှာတင်သွားမှာဖြစ်ပါတယ်နော် channel တင်အကြောင်းအရာတွေကျွန်တော်လက်ရှိမှာတင်ဖို့အတွက်စီစဉ်လည်းမရှိသေးပါဘူးခင်ဗျာအဲ့တော့ Manchester Olympia Cos နဲ့ကံမဲ့ Champions League လောက်ပွဲစဉ်အတွက်ကျွန်တော်တို့ကတတိထားစရာ main ချက်တစ်ချက်တော့ရှိတယ်ဗျအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကံမှာဘုမဆန်တော်ချင်းဘုံတော်နဲ့ည ကြာလာတဲ့နေ့မနက်နော်ကျွန်တော်တို့ပြည့်ရင်ကျွန်တော်တို့စနေနေ့ည၈နာရီခွဲမှာ WhatsApp နဲ့ထပ်ကန်အောင်အဲ့တော့ WhatsApp ကလည်းပေါ်သေးသေးတော့တော်တော်လို့မရအောင်ပဲတော်တော်ရလက်တွေဘလိုကြီးပဲဖြစ်နေပြလိမ့်စေ WhatsApp တို့ Christopher Bailey's တို့ Northern Forest တို့အဲ့ဒါနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အသင်းကြီးတွေတို့တော့ဒုက္ခပေးနေတာအဲ့တနေ့တနေ့လည်းမဟုတ်တော့နှစ်နှစ်လည်းမဟုတ်တော့အဲ့တော့ WhatsApp လည်းကျွန်တော်ထင်တော့သေးလို့မရအောင် ပြောချင်တာကျွန်တော်အဓိကအချက်ဖြစ်တဲ့အဲ့ဒီချက်ကိုထောက်ရှုပြီးတော့ auditor ဘလို့ပွဲထွက်လာနိုင်တယ်ပေါ့နော်။အဲ့တော့ဒီဘက်မှာဆိုကျွန်တော် Arsenal အဲနဲ့ပတ်သက်တဲ့ Olympian Olympia Cos ကိုကျွန်တော် Champions League အကြောင်းကိုကျွန်တော်သုံးသပ်ထားတဲ့အခါမှာ Olympia Cos ကကျွန်တော်တို့သုံးမှန်ဖြစ်မနေရမှကိုဖြစ်မှာရလဲရ။အဲ့တော့ Zoban Point နဲ့မှာရမှကောင်းကောင်းစုထားနိုင်မှာဒါလင်းကျွန်တော်တို့က Champions League ကိုကျွန်တော်အဆင့်ကောင်းကောင်းနဲ့ကျွန်တော် Playoff မကန်မဲနဲ့ကျွန်တော်တတ်နိုင်မှာဖြစ်ပါတယ်။နော်အဲ့တော့ Olympia Cos ကိုကျွန်တော် Event မှာခေါ်ပြီးတော့ ကိုသွင်းကိုနေဟာလာစိတ်ချရတဲ့ကိုဒီသွင်းပြီးတော့ကျွန်တော်လူငယ်တချို့နဲ့ကျွန်တော်ထိမိကန်သွားဖို့ကျွန်တော်လိုလားတယ်ဗောနော်အဲ့တော့ဘွဲတဲ့လူစင်းနေမှာကျွန်တော်အစနဘွဲတဲ့လူစင်းအကြောင်းလေးအရင်တွက်လိုက်ချင်တယ်ဗျဘွဲတဲ့လူစင်းနေမှာအမေကတတိုင်းနေနေတော့ဒီဘက်မှာကိုသမားကတော့တက်လို့ရပဲဖြစ်လာပြီးတော့နောက်တန်းမှာကျွန်တော်တို့ဟာလာလူကစားနေကန်သွားတဲ့နောက်တန်း၄ယောက်အဲမှာမှကျွန်တော် ဝီလျံဆက်လက်ပြန်ပါလာနိုင်မယ်လို့ကျွန်တော်တို့အာသုံးသပ်လိုက်ချင်ပါတယ်အဲ့တော့ဝီလျံတင်မဝီလျံဆက်လက်ပါကပရီယယ်မဂါဟစ်နဲ့ဒီဘက်ကကလောက်ဖီရီရဲ့ပြီးရင်ကျွန်တော်တို့ဇူဘီမန်နေနေမှာနောက်ကကြီးများပါလာမှာပေါ့နော်ဒါမဲ့ကျွန်တော်ကျွန်တော်မျှော်လင့်ပါအောင်ကျွန်တော်ဟလာကျွန်တော်အဖြစ်လာမဲ့လူစင်းအောင်ပဲကျွန်တော်အသုံးသပ်လိုက်ပါမယ်အဲ့တော့ဇူဘီမန်ဒီဒီကန်ရိုက်စ်နဲ့ ကျွန်တော်နံပါတ်10တော့မှာ origin ပြန်ပါလာနိုင်မယ်လို့ကျွန်တော်တို့သုံးသပ်လိုက်ချင်ပါတယ်။အာညာဘက်ညာတော်မတိုက်စစ်မှာတော့ Google Sekan နဲ့ထောင်းတိုင်းစစ်က Little Yogres မေတောင်မမားတော့ကျွန်တော်ဒီဘက်မှာ Martinelli ပြန်ပါလာနိုင်မယ်လို့အဲကျွန်တော်ကတော့ Martinelli ထည့်လာလိုက်ချင်တယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်ပွဲထွက်လူစင်ခံမပွဲထွက်လူစင်ပေါ့နော်။ပြီးရင်ကျွန်တော်တို့အာ အာဇနာနဲ့ပတ်သက်လို့မေကအာဒီတာနဲ့နောက်ပိုင်းပွဲစဉ်တွေမှာဘယ်လိုဖြစ်လာလဲဆိုတော့နောက်ပိုင်းပွဲစဉ်တွေဆိုမနစ်ကလည်းကျွန်တော်တကူသေးသောအရာတို့ဒီကြားမိတာပါလဲဆိုတော့ဘယ်အသင်းနဲ့တွေ့တွေ့အသင်းကြီးနဲ့တွေ့တွေ့အသင်းငယ်နဲ့တွေ့တွေ့ဘယ်လိုအသင်းမျိုးနဲ့တွေ့တွေ့ဘာလို့လာလဲဆိုတော့ဟာနိုင်ငံရှိဖို့ဒီကဦးစားပေးတာတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့မရှုံးတဲ့မရှုံးထိုက်တဲ့ပွဲမျိုးတွေမရှုံးအောင်လည်းသူကစားတလာတော့တွေ့ရတယ်ဒီနောက်ပိုင်းပွဲစဉ်တွေမှာအဲ့တော့ညကစနေပွဲကိုအခြေခံခြင်းအဖြစ်ကျွန်တော်အိုလံပီယာကော့စ်နဲ့ပွဲမှာလည်းကျွန်တော်အနည်းဆုံး တော်မဖြစ်မနေကိုသင်္ဃောသည်နှစ်ကိုးနဲ့နှစ်ကိုးထပ်မှာရှိရနိုင်မယ်လို့ကျွန်တော်တော့အာကျွန်တော်သုံးသပ်ခံမှန်းလိုက်ခြင်းပါလေနော်အဲ့တော့ဒီနေ့ပွဲစဉ်မှာ your grace မဖြစ်မနေကိုသွင်းဖို့လိုအပ်နေပါဘူး your grace ကျွန်တော်ပြောပြီး your grace ကမကောင်းတာမဟုတ် your grace က movement တစ်ချောင်းတောင်းပန်နေလောက်ပြလာတဲ့ကွင်းနယ်ဟာနံပါတ်10လို့ဆိုရလူတွေခြောင်ကြီးကစားလာနေတယ် your grace ကိုအနည်းဆုံးနောက်တန်း2ယောက်လောက်ထိနေရတဲ့ခြေနေမှာကျန်တဲ့လူတွေကလောလောထာခြောင်ကြီးဖြစ်လာတယ်အဲ့တော့ဒီမှာပြောချင်တာကယောဂလတ်ကိုဘာလို့သွင်းဖို့လိုအပ်ပြီးတဲ့လိုအပ်ပြီးလဲဆိုတော့ main အာယောဂနဲ့ပတ်သက်လို့ main ချက်ကိုကျွန်တော်ဘာကြောင့်ပြောသလဲဆိုတော့သူကိုလိုအပ်နေပြီသူ့ရဲ့ confidence အတွက်သူကိုလိုအပ်နေပြီဟာသူရာသီဘဝမတိုင်ခင်အနည်းဆုံး10ခု15ခုသွင်းတော့ဖို့တော့လိုအပ်ပြီဗျာနော်ရာသီဘဝမတိုင်ခင်အဲ့တော့သူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာကိုရအောင်ကြိုးစားပြီးတော့တောင်မန်တိုက်စစ်တွေကလည်းတော်မတိုက်စစ်တဲ့မှာလည်းအိုရီဂယ်လိုမျိုးနဲ့သူကိုရဖို့အတွက်အားကြီးကူညီထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ကျွန်တော်တော့မျှော်လင့်မိပါတယ်။နော်။ ော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်လို့ကျွန်တော်ကတော့တိုင်းစင်မပြတဲ့ယောဂရစီကိုကိုအရန်သွင်းစေခြင်းနဲ့အကြောင်းအရာတွေကအများကြီးတွေ့ထူတော့မဟုတ်ဘူး။အဓိကသူ့ရဲ့ယုံကြည်မှုတွေကျွန်တော်ပြန်ရစေခြင်းနဲ့သဘောပါနော်။အဲ့တော့ပန်နတီရခဲ့တယ်ရှိတော့လဲသူကိုမသွင်းရတဲ့သူ့ကိုပေးကံဖို့အတွက်ကျွန်တော်တို့မျှော်လင့်မိပါတယ်။ဒီလည်းပေးကံကြလိုက်မယ်လို့ထင်ပါတယ်နော်။ဒါပြင်နောက်တစ်ချက်ကဘုဂဝဆက်ကစာကအနေနဲ့ကျွန်တော်ကိုအေရီယာပေါက်သေးကိုရေရတနေဝင်ရဲ့ဘို့လို့လိုပြီးဗျ။စာကနောက်ပိုင်း မနစ်ကားလောက်တည်းအစပြီးစကဘောက်ဆဲကိုဟလာဆယ်ပွဲမှာကျွန်တော် maybe တပွဲလောက်တာဝင်ပြီကျွန်တော်၉ပွဲလောက်ကဘောက်ဆဲကိုတိတ်မဝင်မင်းနဲ့ဝမ်းတက်တယ်နဲ့သွားတာများတယ်သူပေါက်တဲ့တော့သူဟလာကန့်ရင်ဆိုင်ဝင်ပြီးတော့သူကန်ကန်နေကြသူ့ရဲ့ train မှာရှိပြီသားဒါတော့သူမလောက်တာတော်တော်ကြားနေပြီလို့ကျွန်တော်မြင်ရတာပေါ့ညူကာဆယ်ပွဲမှာတစ်လုံးတော့တွေ့လိုက်တယ်ဒါပေမဲ့အရာမရောက်ခဲ့ဘူးအဲ့တော့ဟုတ်ကြည်ချင်းအပြည့်စကားနေတဲ့သူနည်းနည်း plain style နေသူပုံမှန်တိုင်းလေးပြင်ကစားလာဖို့အတွက်ကျွန်တော်ပြောလဲပါတယ် ။မာနေအိုရီကမာနေအိုရီကအမြင်စူးချမှာကျွန်တော်တို့အများကြီးပြောနေကြမလို့ဗျ။တခုပဲသူ confidence နဲ့သူကသူ confidence ရှိရှိနဲ့ကစားနေကျွန်တော်တို့သူစီကအများကြီးရပါလိမ့်မယ်။နော်။ဒါရောဂရက်က random lane နေကိုသူကောင်းကောင်းဘောလုံးထည့်ပေးနိုင်တယ်လို့ဒီဘက်ကဘယ်ဘယ်ချမ်းတက်လာမယ်အလား Martinelli တို့ Trosser ပါလား Trosser တို့ Azil ပါလား Azil တို့နော်ပြီးရင် Club Fury တို့ Skelly တို့တက်လာမယ်လမ်းကြောင်းနဲ့သူဘောလုံးကောင်းကောင်းခင်းပေးနိုင်တယ်လို့ Saka တို့ Timber တို့တက်လာမယ်လမ်းကြောင်းနဲ့သူမထင်မှတ်တဲ့လုံးနဲ့သူ ခင်းပေးနိုင်တဲ့အချိန်မှာဗီဒီယိုဂရက်စ်နေနဲ့ကိုယ့် area တွေရောက်လာဘောလုံးတွေကိုကိုယ့်ပြပြောင်းလဲနိုင်ဖို့အတွက်ဒီပွဲမှာသူအများကြီး try ဖို့လိုပါတယ်သူလည်းအကောင်းဆုံးကြိုးစားလာပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ဒါပြန်နောက်တစ်ချက်ပြောရမှာကျွန်တော်နောက်တန်းပါနော်ကျွန်တော်နောက်တန်း trade ပြောစရာမရှိဘူးလို့တော့ရေးပွဲအပြင်သုံးသပ်လို့ရပါမယ်နောက်ပိုင်းပွဲစဉ်တွေမှာဘာဖြစ်လာလဲဆိုတော့အာဆလီဘာကအတော်ကောင်းပါတယ်ကျွန်တော်လည်းလက်ခံတယ်အားလုံးလည်းလက်ခံတယ်တကဘာလုံးလည်းလက်ခံတယ်ဘလုံးချစ်ပြည့်တဲ့တွေအားလုံးလည်းလက်ခံတယ် ဲ့ဒီမှာပါတော့တွေ့ရတယ်ဆိုတော့ဂဘရီယယ်ကရှေကင်ဖြစ်လာပြီဆာလီဘာပါရှေကင်လိုက်ဖြစ်တယ်ဆာလီဘာရှေကင်ဖြစ်ရင်ဂဘရီယယ်ကလိုက်မဖြစ်ဘူးကျွန်တော်တို့တွေ့ရတဲ့ပုံစံနောက်ပိုင်းပွဲစဉ်တွေမှာတွေ့လာတဲ့ပုံစံအဲ့တော့ဆာလီဘာနဲ့ဂဘရီယယ်ပေးယူညီနဲ့နောက်ပိုင်းပွဲစဉ်တွေမှာအကောင်းဆုံးထိန်းချောင်းကစားသွားနိုင်နိုင်မယ်လို့ကျွန်တော်ကတော့ညောင်းလဲမိပါတယ်အဲ့ဒါကျွန်တော်ရဲ့တူတူတယောက်ရဲ့အမြင်လေးကျွန်တော်ပြောလိုက်ပါနော်ရာယာကတော့ထွေထွေပြောနေကြမလို့ပေါ့တခုပဲကြောင်မပြောင်းဘူးတခါလေသူကြောင်ပြောင်းလိုက်ကိုတန်းပေးရတယ်ဘာလို့လဲဆိုရူးကြောင်မူးကြောင်ကွက်တယ်နော်အဲ့တော့ ကျန်တဲ့ပန်းတော်ရိုင်းအောင်တိတ်အများကြီးပြောစရာမလိုဘယ်နဲ့ခံစရာကတော့ကျွန်တော်ဆိုပြီးမနီလိုရိုက်စ်ကတော့ထရေဒူးကိုပြောနေကြမှရှိတယ်။မာတင်အိုဒီကစီကျွန်တော်တို့ဒီနေ့အလားအိုလံပီယာကော့စ်နဲ့ပွဲမှာမာတင်အိုဒီကအကောင်းဆုံးလုံးလုံးနိုင်ပြီးတော့သူ့ရဲ့ creation နဲ့သူ့ရဲ့ kicking power တွေနဲ့ဂိုးတွေရဂိုးပြန်တွေကိုရပါစေလို့ကျွန်တော်တို့မျှော်လင့်မိပါတယ်။နော်။အဲတော့ဒီနေ့ပွဲစဉ်ရဲ့အဓိက main ခရဘယ်သူလဲလို့မင်းကျွန်တော်နှစ်ယောက်ပြောချင်ပါတယ်။အဓိက main ခရကြားတဲ့နှစ်ယောက်ကတော့မာတင်အိုဒီကနဲ့ အာကျွန်တော်တို့ video kayogras video yogras တို့နောက်ဦးကိုကျွန်တော်ကတော့ဒီက main character အနေနဲ့ကျွန်တော်ကြည့်ချင်ပါတယ်သူတို့နူးရဲ့စူးစမ်းအထောက်မှုနဲ့သူတို့နူးရဲ့ဟလာ covid နဲ့ရှိမှုကကျွန်တော်သင်က result ကိုနောက်ထပ်မြင့်တက်သွားစေနိုင်တယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့စောင့်ကြည့်ချင်ပါတယ်လို့နော်အဲ့တော့နောက်ဆုံးနဲ့ကျွန်တော် Olympia ကအကြောင်းကိုကျွန်တော်ဒီပွဲမှာမပြောပါဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော် Olympia Olympia ကအကြောင်းကိုကျွန်တော်အများကြီးလည်းမသိသလိုကျွန်တော်သိတဲ့ ကစားသမားဆိုလို့လည်းကျွန်တော်တည်တာပိုရန်တယောက်ပဲပါတယ်။မဟုတ်တော့ဥမာကန်သွားဘူးလို့နော်ပရီးမီယံလိဂ်ဘုဒဲမှာကန်သွားဘူးလို့ကျွန်တော်ပိုရန်တော့တည်တယ်။ပိုရန်လည်းဘယ်လိုပုံစံမျိုးလဲတော့သူကဂျိုဒါပေါ့ sorry အာသူကနက်တိုပုံစံမျိုးပိုရန်ကအာသူရန်ကောင်းတယ် trade တွေရန်ကောင်းတယ်သူဘောလုံး skill တွေရန်ကောင်းတယ်သူ um speed တွေရန်ကောင်းတယ်အဲ့တော့ပိုရန်နဲ့ပတ်သက်လို့ကျွန်တော်ကျွန်တော်ပြောတော့ပါဘူး။နော်အိုလံပီယာကောင်းနဲ့ပတ်သက်လို့ကျွန်တော်မသုံးသတ်တော့ပါဘူး။ကျွန်တော်ကအာဆင်နယ်ပြည်သက် ဒေတာလင်ဖြစ်တဲ့အတွက်အာဆင်နယ်အကြောင်းကိုကျွန်တော်သုံးသပ်ပြီးတော့ဒီပွဲရဲ့ line နဲ့လည်းပြောပြရေးဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ဒီပွဲရဲ့ကိုရရခံမှန်းမှုခံမှန်းချက်လေးကိုကျွန်တော်ပြောချင်ပါတယ်။အာဆင်နယ်အဘက်မှာအိုလံပီယာကောကိုအာဆင်နယ်ကအဲ့ကံကစားပြီးတော့3-0ဆိုတဲ့3-0ဆိုတဲ့ရလနဲ့အာဆင်နယ်ကနိုင်ရရှိသေးမယ်နိုင်ရရှိသွားလိမ့်မယ်လို့ကျွန်တော်သုံးသပ်ခံမှန်းလိုက်ချင်ပါတယ်ခင်ဗျာ။ဒါပြင်ဗီရီယိုဂရက်စ်နေနဲ့တကောသုံးဖို့2-0အနည်းဆုံးသွင်းလိုက်မယ်လို့ကျွန်တော်ကတော့ သုံးသလိုက်ချက်သုံးသခံမလိုက်ချင်ပါနဲ့ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုနှစ်သက်ချန်နယ်တက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးဖို့ကုညီတောင်းညင်ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအားပေးနေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သားလုပ်သွားပေးကြပါအောင်လို့အာဇနယ်ချင်းညီကိုမောင်မောင်များအနေနဲ့ကျွန်တော်ရဲ့အာဇနယ် BB ဘာနာဘာမ channel ဒီအာဇနယ်အကြောင်းတည်တံ့ကိုတင်ပြတာလည်းဖြစ်ပါသည်နော်နောက်နောက်လည်းအာဇနယ်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေပဲကျွန်တော်လုပ်ပြီးတော့တင်ပါမယ်အားလုံးကိုကျေးဇူးတင်ပါနဲ့ခင်ဗျာ